အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းတောင်းပေးလိုက်ရပါတယ် အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် Manchester United အသင်းရဲ့ဒါကျွန်တော်တို့အပြောင်းအရွှေ့အကြောင်းလေးကိုနည်းနည်းလေးဆွေးနွေးအောင်ဒါ Manchester United အပြောင်းအရွှေ့အကြောင်းဆွေးနွေးရမှာမနေ့ကဒါကျွန်တော်တို့တက်လာခဲ့တဲ့သတင်းပေါ်မူတည်ပြီးကျွန်တော်အနေနဲ့ဒါနည်းနည်းလေးဆွေးနွေးချင်တာဖြစ်ပါတယ် Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ Rice Wing Highland ကိုတော့အယောင်စီးတင်ထားတာအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်လက်ရှိမှာဒါနီးပြအဖွဲ့အုပ်စုအနေနဲ့ Rice Wing Highland ကဒါကျွန်တော်တို့ဒါသူ့ရဲ့ limit ကဒါအကုန်ပဲလို့သတ်မှတ်ပြီးရနောက်ပါ မှာ Manchester United လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ Ineos တို့အုပ်စုအနေနဲ့ဒါလက်ရှိဒီကစားသမားကိုဒါကျွန်တော်တို့တရားဝင်အယောင်စေးတင်ချလိုက်တာဖြစ်တယ်။ဒါပေမဲ့ဒီနေရာမှာပတ်သက်ပြီးတာဒီအခုချိန်မှာဒါ Rice Wild Land ကတော့သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတာပထမအဆုံးအချိန်သူ့အနေနဲ့ interview မှာပြောလာတာတွေ့ရမယ်။ပြောလာတဲ့ပုံမှာလည်းသူ့အနေနဲ့ဒါကျွန်တော်တို့ပရိသတ်တွေလိုချင်တဲ့ပုံစံမျိုးမဟုတ်ပေမဲ့ဒါသူကတော့သူ့ဟာသူ confidence ရှိရှိပြောသွားခဲ့တယ်ပေါ့နော်။လက်ရှိမှာဒါ Manchester United အသင်းမှာကျွန်တော်နဲ့အစာချုပ်အားလုံးပေါ့2030ရှိတယ်။ဒါပြင်ကျွန်တော်တို့ဒါ Manchester United အသင်းကိုဒီနေရာဒီချိန်ထိကျွန်တော်အနေနဲ့ ဲ့ကစားပေးလိုချင်တယ်ကျွန်တော်အနေနဲ့ဘဲမှာသွားဖို့ရလက်ရှိမှာအစီအစဉ်မရှိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ Rice Moon Hoyland ကဖြေကြားခဲ့တာကိုတွေ့ရမှာအဲ့တော့ပြောချင်တာက Rice Moon Hoyland အနေနဲ့ Manchester United အသင်းကနေပြီးတော့သူ့အနေနဲ့လွယ်လွယ်ကူကူအသင်းပြောင်းသွားမှာမဟုတ်ဘူးလို့လည်းကျွန်တော်အနေနဲ့သတင်းတွေကကောက်ချက်ချလို့ရအဲ့တော့ ဒီနေရာမှာ Manchester United အသင်းကရောင်းချပေမဲ့ကစားသမားကိုတိုင်ကလည်းအသင်းကထွက်ချင်မှရမယ့်ကိစ္စမျိုးတွေကိုဒါ United အသင်းကရင်ဆိုင်ရမယ့်သဘောဖြစ်သွားတယ်။အဲ့တော့ United အသင်းရဲ့ Rice Wine လည်းအပြောင်းရွှေ့ကနေအ ਨੇ ဆုံးဒါကျွန်တော်တို့သူတို့မှန်းထားတာကတော့ Euro 30နဲ့ Euro 50ပတ်ချလဲဝင်ကျင်ကြဒါကျွန်တော်တို့သူတို့အနေနဲ့လိုအပ်လူလူကျင်တယ်ပေါ့နော်။ဒါပေမဲ့ Rice Wine လည်းကသူကဒီလိုသာပြောတာဖြစ်ပေမဲ့ဒါကြားထဲမှာသူ့ရဲ့ agent ကဒါကျွန်တော်တို့ Serie A က club တချို့နဲ့တရားဝင်စကားပြောဆိုနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ Rice Wine လည်းနေလာမယ့်နေရာဒီမှာဟုတ်ဆိုလာမယ့် အာရာသီမှာသူ့အနေနဲ့သူ့ရဲ့ဒါနေရာအတွက် United ဘက်ကနေပြီးတော့အာမခံချက်မရှိတော့ကြောင့်သူ့အနေနဲ့အရန်ကုန်မှာဆက်ထိုင်မယ်ဆိုရင်တော့ United မှာဆက်နေလို့ရမယ့်အခြေအနေတခုတော့ရှိပေမဲ့တကယ်တမ်းနင်သားငါလာဟိ movement မှာဆိုတော့ Rise Boy Land ကလက်ရှိကြကျွန် United အသင်းရဲ့အသားပိတိုက်စစ်မှုတရားဖြစ်မှာမဟုတ်တော့ဘာလို့ဆိုတော့လက်ရှိမှာဒါကျွန်တော်ပြီးရင်လည်းဆက်ပြီးပြောပြမှာမနော် United အသင်းနဲ့တိုက်စစ်မှုတရားကိုလာမယ့်ဒါကျွန်တော်နေရာဒီမှာခေါ်ယူဒီနေ့နေရာဒီအပြောင်းရှိမှာခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ရှိပြီးတော့လက်ရှိမှာခေါ်ယူထားတဲ့ဒါ Matthews Corner ဆိုလဲတိုက်စစ်မှုပုံစံမျိုးကစားလို့ရတဲ့ကြောင့်မို့ဒါ United အသင်းမှာလက်ရှိ ပင်ဂူလည်းဒါကျွန်တော်တို့သိကြတဲ့အတိုင်းမတိုက်စမှုနေရာမှာဒါ Joshua Zigzig လို့ကစားသမားမျိုးရှေ့ကြောင် United ကတိုက်စမှုတွေလက်ရှိမှာများနေတယ်။ဒါပြင်ကျွန်တော်တို့သိကြတဲ့မဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ဒါကျွန်တော်ချီတို့ OB Martin တို့ကလည်းဒါကျွန်တော်တို့ကတ်ဖလားတွေဖြစ်တဲ့ပွဲစဉ်တွေမှာဒါပွဲထွက်ဖို့အတွက်ရေပန်းစားရကြုံဒါအကယ်၍ white line ကအရန်ခုံမှထိုင်မဲ့ဆိုရင်တော့မှပွဲထွက်ကစားမဲ့ minute ကဒါကျွန်တော်ချီတို့ OB Martin တို့ကိုကြော်ပြီးရဖို့ဆိုရင်တော့တော်တော်လေးယာကိုင်တို့နေမှာဖြစ်တယ်။ဒါကြည့်မယ်ဆိုရင်လက်ရှိမှာဟောင်ကောင်နဲ့ပွဲစဉ်မှာချီတို့အာချီတို့ MOB Martin နေနဲ့ဂိုးသွင်းတော့ဒါကြည့်မယ်ဆိုရင်တော့ဒါရေရှည်ရဆိုရင်တော့ rice room white line တို့ကိုတော့ င်ကြော်ပြီးတော့ဒီကစားသမားအနေနဲ့ United အသင်းရဲ့ packing order မှာဒါကျွန်တော်တို့ကြော်သွားဖို့ရှိတယ် packing order ဆိုတာကတော့ဘာလို့လဲရွေးချယ်ခံရတဲ့နေရာမှာဒါကျွန်တော် United အသင်းအနေနဲ့နီးပြအနေနဲ့ဒါ Rice Moon Hoyland ကို Chiro Obi Martin ကိုဒါအဲ ချီရိုအိုဘီမာဒီရိုက်စ်မူဟိုင်လန်ထက်ကျော်ပြီးရွေးသွားနိုင်တယ်အဲ့တော့ပြောချင်တာရိုက်စ်မူဟိုင်လန်เนี่ยအခုလက်ရှိမှာအသင်းမှာဆက်နေရင်လေဒါနီးပြရင်မသုံးမယ်ဆိုရင်တော့ဒါဒုံရင်းကဒုံရင်းဖြစ်သွားမယ်အဲ့တော့သူ့အနေနဲ့အသင်းမှာဆက်နေမယ်သူကတော့ confidence ရှိသူ့အနေနဲ့ဒါလာမယ့်နှစ်မှာကြိုးစားမယ်ဆိုတဲ့စကားလုံးတွေကိုပြောထားခဲ့ပေမဲ့အသင်းကရောင်းချမယ်နီးပြဘက်ကလူမရှိဘူးဆိုတော့ကစားသမားအနေနဲ့အသင်းကထွက်သွားဖို့အတွက်ပဲလုပ်ရမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ခုနကအဲ့ဒါကြောင့်လက်ရှိမှာဒါပုတ်ပွေလေးလေးပြောရမယ်ဆိုရင်တော့ဒါကစားသမားတွေပြောရတဲ့စကားတော့သိမယုံနေဒါခုနကလက်ရှိမှာဒါ190လောက်ကဒါကျွန်တော်တို့အသင်းရဲ့ဒါတစိ့ကိုနမ်းပေးမယ်တကယ်ထွက်ရင်အဲ့နောက်အသင်းရဲ့တစိ့ ကိုထပ်နန်းတာပဲဒါသိပ်ပြီးတော့ထူးဆန်းတဲ့အရာတော့မဟုတ်ဘူးခုခေတ်မှာဒါကျွန်တော်တို့ဒီလိုပဲပြောကြအဲ့တော့ကျွန်တော်အမြင်ကပြောရမယ်ဆိုလက်ရှိမှာဒါကျွန်တော် white land နဲ့သူက manchester united အသင်းမှာပြောတယ်နောက်နှစ်မှာလည်းသူနေတဲ့ manchester united အသင်းမှာသူနေနေဒါနေရာတနေရာအတွက်တိုက်ပွဲဝင်သွားဖို့အတွက်အကြီးကျယ်ပြင်ဆင်နေတယ်ဆိုတော့လုံးဝလုံးဝငင်းစရာမလိုဘူးဒါပေမဲ့ United ဘက်ကနေပြီးတော့ Rice Room Hoyle တို့အချိန်ဆက်ပေးဖို့အတွက်လုံးဝအစီအစဉ်မရှိတော့မယ်ね။အဓိကကတော့ Ruben Amorim ရဲ့ဒါကျွန်တော်တို့သူ့ရဲ့ management team ဘက်ကနေပြီးဆုံးဖြတ်လိုက်တယ်လို့သိရတယ်မှာပါတယ်။ဒါသူတို့နေနေဒါ Ruben Amorim နေနေဒါ Rice Room Hoyle ကိုရေးရ ောက်ချင်းဒါလူပင်အမိုရီယောက်ချင်းမှာသူ့အနေနဲ့အရန်ကြီးမျောလင်းတယ်ရိုက်စ်ဘူကလည်းနေတာကြောင့်ဗစ်တာကာယိုဂရက်စတိုလိုမျိုးဖြစ်လာနိုင်တဲ့တိုက်စစ်မှုတစ်ယောက်နဲ့သူ့အနေနဲ့မျောလင်းခဲ့ပေမဲ့တောက်ရှပွဲထုတ်လာခဲ့တဲ့ချင်းရိုက်စ်ဘူဟိုလည်းအမြင့်ဆုံးအချိန်ကြီးကဒီလောက်ပဲဆိုတဲ့ပုံစံမျိုးကိုဒါ United ဘက်ကနေပြီးတော့တွေ့ရှိသွားခဲ့ကြတော့လက်ရှိမှာ ဒါရူဘင်အာမိုရီနီအိုဆူဂါရိုက်စ်မဟိုင်လန်ကိုအရှုံးပေးခဲ့ပြီးတော့ဒါသူတို့အနေနဲ့ဒါယူနိုက်တက်ကသာအယောင်စီးတင်မယ်ဆိုတော့ဒီနှစ်ဒါကျွန်တော်အပြောင်းရွှေ့မှာတရဝဲအယောင်စီးတင်ခွင့်ရှိတဲ့ဆိုတဲ့ပုံစံမျိုးအင်ဒီယဆူဘက်ကိုခွင့်ပေးခဲ့ပြီးတော့အင်ဒီယဆူအိုဆူဂါလက်ရှိမှာဒီကစားသမားကိုတရဝဲအယောင်စီးတင်ခဲ့တယ်အဲ့တော့ဒီကစားသမားကအာချောင်းနေပြီးမဲ့သူ့ရဲ့အေဂျင့်ကအလုပ်တွေလုပ်နေသေးဖြစ်တယ်ခုနကျွန်တော်ပြောခဲ့သလိုပဲအင်တန်ဘီလန်အသင်းနဲ့ဒါကျွန်တော်တို့ရိုက်စ်မဟိုင်လန်အေဂျင့်ကတရဝဲဆက်သွယ်မှုတွေရှိတယ်ဒါပြင်ကျွန်တော်လက်ရှိမှာနပူလီအသင်းအတ္တလန်တာအသင်းတို့ကလည်းဒီကစားသမားကိုစိတ်ဝင်စားနေတဲ့နေရာမှာပါတယ်ကောလန်ဟာလာတွေကအခုလက်ရှိမှာဒါကျွန်တော်တို့ ဘရန်ဖို့အသင်းကလည်း Rice Room Hoyland ကိုဒါကျွန်တော်ခေါ်ယူခြင်းနဲ့အသင်းတွေကသသင်းဆိုပြီးနာမည်တွေထွက်နေတဲ့အပြင် Aston Villa အသင်းကလည်း Rice Room Hoyland ကိုဒါကျွန်တော်ဇီးသက်သက်သက်သားနဲ့ရနိုင်တဲ့တိုက်စစ်မှုတွေကတယောက်အနေနဲ့လက်ရှိမှာဒါကျွန်တော်ပြစ်မှတ်ထားနေတာကိုတွေ့ရမိတဲ့မှာပါပါတယ်အဲ့တော့ပြောချင်တာက Rice Room Hoyland ကဒါထင်တာတဲ့အများကြီးဒါလူအလူအလူအလူရှိနေတဲ့ကစားသမားတွေတယောက်ဆိုပြောလို့အသက်ရလည်းငယ်ပါသေးတယ် United ဘက်ကဒီကစားသမားကိုလက်ရှိမှာအငှားထုတ်ဖို့တော့လုံးဝစီစဉ်မရှိဘူးဆိုတော့လာမယ့်နေရာဒီအတွက် United အသင်းကတိုက်စစ်မှုတွေတယောက်ကိုဝယ်ယူဖို့ကြိုးစားမှဖြစ်တဲ့အတွက်ကြောင့်မလို့ rice မူဟိုင်းလိုင်းကဒီတိုက်စစ်မူဝယ်မဲ့ပတ်စံအတွက်ရှာဖွေပေးဖို့အတွက်ဒါသူ့ရဲ့အပြောင်းအရွှေ့ကဒီတဲ့ကငွေတစ်စိတ်တစ်စိတ်ဒါဖြစ်သွားနိုင်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တွေးရမယ်ဒီမှာပါတယ်အဲ့တော့ ပြောချင်တာကတော့လက်ရှိမှာ Rice Mobile လည်းနေနဲ့လာမဲ့ဒါကျွန်တော်တို့ယာဒီမှာဒါကျွန်တော် Manchester United အသင်းရဲ့အင်ဂျင်နီယာတွေ့ဖို့အတွက်ကတော့ယာကင်တော့နေတယ်။ကစားသမားကလက်ရှိမှာနေချင်တယ်ဘယ်လိုပဲဖြစ်ဖြစ်တကယ်တမ်းပြန်ကြည့်မယ်ဆိုတော့ Okay United ဘက်ကတိုက်စစ်မှုတွေထပ်ပြီးတော့ခေါ်ခဲ့မယ်ဆိုရင် Joshua Zirkzee တိုက်စစ်မှုတွေဒီနေရာမှာဒါကျွန်တော်တို့ Chido Obi Martin တို့ကိုကြော့ပြီးတော့ Rice Mobile လည်းတယောက်နေရာရဖို့အတွက်တော်တော်လေးကိုခက်ခဲသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ပုံကူရရမြင်မိရတယ်မှာပါပါတယ်။အဲ့တိုက်စစ်မှုတွေဆိုတော့ဘယ်လိုလဲလို့မေးမယ်ဆိုရင်အခုလက်ရှိမှာ United က တစ်ပြေးနေတာ Victor Kyogres ဖြစ်ပါလိမ့်မယ် Victor Kyogres နဲ့ကုလရှိမှာဒါ Manchester United အသင်းနေနဲ့ဒါတရပီးတရပို့ပို့ပြီးတော့တရင်းတွေက strong ဖြစ်လာခဲ့တယ်ဒါ Tier 1 jealous တွေမှုပြီးမဲ့ Tier 2 Tier 3ဘက်မှာတော့ Manchester United အသင်းက Victor Kyogres ကိုဒါခေါ်ယူဖို့အတွက်တောက်လျှောက်ချိတ်ဆက်မှုတွေကိုပြုလုပ်နေတယ်ဆိုတဲ့တရင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ် Victor Kyogres ကိုလက်ရှိမှာ Arsenal အသင်းကခေါ်ယူမှာမဟုတ်တော့ဘူးဆိုတာသိကြရတဲ့ကြောင့် Victor Kyogres အနေနဲ့ကုလရှိမှာ तू Premier तू ကတော့ရှင်းနေပြ तू က Sporting ကထွက်ပြီဆိုရင်တော့ Premier League ကိုပဲအဓိကပြောင်းရွှေ့ချင်တာဖြစ်တယ်ခြားထဲမှာလည်း Chelsea အသင်းကဒါကျွန်တော် ော့ဆက်သွယ်မှုတွေကိုပြုလုပ်ခဲ့ပြီးမဲ့ချက်စီးတင်းကလည်းလက်ရှိမှာ Hugo Akatite ကိုပဲရွေးချယ်သွားပြီးအခုလက်ရှိမှာ Hugo Akatite ကိုခေါ်ဖို့အတွက်အဓိကစူးစမ်းနေဖြစ်တယ်။အဲ့တော့ပြောချင်တာ Victor Kyogres ကိုအခုလက်ရှိမှာလိုက်နေတဲ့ကလပ်တွေမရှိဘူးလားမေးမယ်ဆိုရင်ဒါဒီနေ့မနက်စောပိုင်းမှာတော့ကလပ်အသစ်တစ်ခုပေါ်ထွက်လာတာကိုတွေ့ရမယ်။အဲ့ကလပ်အသစ်ကလက်ရှိမှာဒါကျွန်တော်တို့ Victor Osimhen ကိုဒါကျွန်တော်လွဲချော်ထားခဲ့တဲ့ဒါကျွန်တော် El Hili အနေနဲ့ Victor Kyogres ကိုဒါ ဟဲ့ခုမှဆက်ရဗစ်တာအော်ဇမန်ဗစ်တာအမလီဗစ်တာဒီရန်ကြိုက်ပါလားဟီလီရဲ့အဲ့တော့အဟီလီနဲ့ခုလက်ရှိမှာဒါကျွန်တော်ဗစ်တာကာယိုဂရက်စ်ကိုဒါကျွန်တော်တို့လာမယ့်နေရာဒီသူတို့အနေနဲ့အသင်းမှာခေါ်ယူသွားဖို့အတွက်ပြင်ဆင်တယ်လဲအဟီလီနဲ့ခုလက်ရှိမှာဒီနှစ်မှာဗောနောသူအနေနဲ့ဒါအကောင်းဆုံးသောကစားသမားတွေကတော့ဘရူနိုဖာနန်ဒက်စ်ကိုလည်းတရားဝင်ကမ်းလှမ်းခဲ့တယ်ဗစ်တာအော်ဇမန်ကိုလည်းအလိုရှိခဲ့တယ်ဒါမှတ်မှတ်ရဗစ်တာအော်ဇမန်အပြောင်းရွှေ့မှာဒါကျွန်တော်နှစ်အသင်းနှစ်သင်းကြာဗောနောအာ sorry နပိုလီနဲ့ဒါကျွန်တော်တို့အဘဘရူး အဟီလေးကြသဘောတူညီမှုရခဲ့ပေမဲ့ကစားသမားကတော့ညင်ပယ်ခဲ့တယ်တပတ်လောက်ခလာစာ9သိန်း9000ပေးခဲ့တဲ့ဥစ္စာကိုဒါ Victor Osman ညင်ပယ်ခဲ့တယ်။ဒါကြောင့်မို့လို့ရှိမှတော့ကျွန်တော်တို့ Victor Osman ကိုလိုက်လို့မရတဲ့အဆုံးမှာတော့အဟီလေးနေတဲ့ Victor Kyogres ကိုစတင်ပြီးတော့တရားဝင်ခေါ်ယူဖို့အကျိုးစားတော့မှဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့မနက်အစောပိုင်းရဲ့သတင်းတွေမှာတွေ့လာခဲ့ရတော့ United အသင်းနဲ့ခုလက်ရှိမှာ Victor Kyogres တို့ဒီကြားထဲမှာတောက်လျှောက်စကားတွေပြောထားခဲ့ပေမဲ့ဒီနားမှာ strong ဖြစ်တဲ့ relationship တော့မဟုတ်သေးဘူး United အသင်းနဲ့ခုလက်ရှိဒါကျွန်တော်သူ့ရဲ့ဒါကျွန်တော်ကစားသမားရောင်းချမှုပေါ်မူတည် Victor Kyogres ကိုခေါ်ယူသွားဖို့ တ်ပြင်ဆင်နေတယ်။ဒါခုနပြောတဲ့ဒါပထမအဆုံးပိုင်းနဲ့ပြန်ဆက် Rice Move Wildland လို့ကြားသမှာဘူးနော်။ Rice Move Wildland ကိုဒါ United အသင်းဘက်ကရောင်းချခဲ့မယ်ဆိုရင်တော့အဲ့ဒီငွေရခဲ့မယ်ဆိုရင်တော့ United အသင်းနဲ့ Victor Kyogres ကိုခေါ်ယူဖို့အတွက်ပို့ပို့ပြီးတော့ strong ဖြစ်သွားနိုင်မယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်အနေနဲ့အဓိကပြောချင်တာဖြစ်ပါတယ်။အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာ Victor Osimhen ကိုတောက်ဆို Victor Kyogres ကိုခေါ်ယူဖို့တောက်လျှောက်ချိန်ဆမှုတွေတော့ရှိတယ်။တရဝင်းဒါကျွန်တော်တို့အသင်းနဲ့သင်းကြားဆွေးနွေးမှုတွေပါညာမှာဖြစ်တာဆွေးနွေးမှုလည်းသိရှိစမ်းမပါဘူး။ supporting ဘက်ကလည်းဒါပုံပုံလေးနဲ့ပြောထားပြီးသားယူရို65သန်းပေါင်95သန်းပေးမယ်ဆိုရင်တော့ဒီကစားသ မောက်ခေါ်ယူခွင့်ရနိုင်မယ်ဆိုတဲ့ဥစ္စာမျိုးကိုတွေးရမယ်တဲ့မှာပါတယ်အဲ့တော့ United အသင်းနဲ့ဒီတိုက်စစ်မှုပြဿနာကိုတော့ဒါကျွန်တော်တို့တိုက်စစ်မှုဒါရှုပ်ရှုပ်ရှင်းနေကိုတော့ဒီနှစ်နွေရာသီအပြောက်ရှင်မှာတခါတည်းရှင်းပယ်အနေထားမှာရှိပါတယ်ပေကစားသမားက United တိုက်စစ်မှုတွေဖြစ်လာမယ် Rice မှုခေါ်လန်းကပဲ United မှာဆက်ပြီးရှိသွားမလားဒါတွေကတော့ကျွန်တော်တို့ဒါမကြခင်မှာတရားဝင်သိရမယ်လို့မြင်ပါတယ်ဒီလောက်ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ NB4 ဤတို့မှာကျင်းလူစံပေါင်းကိုကြည့်လို့ရပါတယ်။ MI လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ NB4 ဤတို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်တို့များစွာကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတော့ပါနဲ့။ကောင်းမွန်တော့ဒီလေးတွေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆေးဆေးကြွကြရပေါ့။အားလုံးမကြွတော့ပါနဲ့ကျွန်တော်တော့ကုန်ပြီပါဗျာ။ 第一方面。